မိတိုင်းဟာသူ့ရဲ့သားသမီးတွေအတွက်သူ့ရဲ့ကောင်းတယောက်ပါဒီအမေများနေ့မှာအမေတွေအတွက်သိထားတဲ့အရာလေးတွေကိုမျှဝေပေးလိုက်ပါတယ်အမေတယောက်ရဲ့အချစ်ချင်းမြတ်တာကမ္ဘာအရှိကြီးဆုံးချစ်စလန်မှာဒီနေ့တော့အမေများနေ့ရက်အတိတ်ပဲတမိုင်းနဲ့အမေတို့ဘလို့ကုန်ပြုတ်မလဲဆိုတာမျှဝေပေးသွားမယ်နော်အမေများနေ့ကဘာကြောင့်ကျင်းပတာလဲ1908ခုနှစ်ကစပြီးအမေရဲ့ကျေးဇူးတတိယကိုစတင်နေတာပါအမေများနေ့ကို1908ခုနှစ်ကအမေရိကန်မှာ အမ်မာဂျာဖစ်ဆိုသူဟာစတင်ခဲ့ပါတယ်။သူ့မိဆုံးသွားတဲ့အခါအမေတိုင်းကိုခြေဆုတင်ချောင်းပြတာကိုဒီနေ့ကိုတောင်းဆိုခဲ့ရပါ။မြန်မာနိုင်ငံမှာလည်းဒီနေ့ကိုမိသားစုရဲ့တူတူ ဖော်ရွေစွာကျင်းပကြပါတယ်။အမေကိုခြေဆုတင်ခြင်းရင်သူမစိတ်နဲ့တတ်တဲ့အစားအစာလုပ်ချေပါ။အမေကိုချစ်တယ်လို့တူတူလေးပြောပါ။အတူရှိနေချင်းဖုန်းမတုံးမဲ့အချိန်ပေးပါ။အိမ်လုံးတစ်ခုခုဝင်လောက်ပေးပါ။ အမေချက်ဟာကမ္ဘာပေါ်မှာအစင်မြဲတည်ရှိပြီးတခြားဘယ်ယာနဲ့မှရှင်လို့မရနိုင်တဲ့အာသာချက်တစ်ခုပါအမေချက်ကိုပင်လယ်နဲ့ရှင်ပင်လယ်ရအနေငယ်သာနှပ်ပါလိမ့်မယ်ရှေ့စပီယာဆိုပါတယ်ဒီနေ့မှာ အမေကိုချေစုတင်တဲ့အနေနဲ့သူ့မအတွက်ချိန်ပေးဖို့အမေပါနဲ့နော်အမေတယောက်ရဲ့အနစ်နာခံဖို့ဘလို့မှအစားထိုးလို့မရပါဘူးဒီနေ့မှာအမေကိုချက်ချောင်းပြောလိုက်ပါနော် Hello.